ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနက်ကတော့လည်းပေါ့နော်1 chain ရတော့မှန်နေဗျကျွန်တော်တို့8 3 1 chain ကိုကျွန်တော်အတည်ယူလိုက်တယ်ပေါ့နော်အဲ့ဒီမှာတော့1 chain အမှန်နေကျွန်တော်တို့အကက်လွဲတယ်ပေါ့နော်23ဆိုတော့ကျောင်းကျောင်း thế này mua để mình là bảo ok mình là bảo vậy yeah. ညနေမှလည်းကျွန်တော်တို့မနက်ကလိုပဲပေါ့နော်တူညီတာလေးကိုဝမ်းကျဲနေနဲ့ယူမယ်ဗျပြီးကြရင်တော့အပြည့်ပေါက်လေးပေါ့နော်ဝမ်းကျဲနှစ်ချိန်ဒီအပြည့်ပေါက်ဖြစ်တယ်ဒီအပြည့်ပေါက်ထဲမှာမှဝမ်းကျဲဒီကျွန်တော်တို့နောက်ထပ်ဝမ်းကျဲဒီပေါ့နော်အပြည့်ပေါက်ဝမ်းကျဲနေရဝမ်းကျဲနဲ့တူညီတာလေးဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်တို့ကဘုံတူညီတာကိုပဲမနက်ကလိုပဲအပြည့်ဝမ်းကျဲနေနဲ့ယူမယ်ပေါ့နော် 光明大家嘛，光明大家。<noise> <noise> ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်ဒီမှာ9ရယ်ဒီရက်2ရယ်ဒီရက်9ရယ်ပေါ့เนาะဒီ3လုံးပုံချင်းဒီ2ဖြစ်လို့2ရယ်ပါဝါတီခွန်2ခွန်ဒီကျွန်တော်ဒီမှာ1ဂျိမ်းဗျာကျွန်တော်ဒီ2ခွန်1ဂျိမ်းမှာ4ခွန်ထွက်တော့ကျွန်တော်တို့ခွန်ထိတယ်ဗျာဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့เนาะနောက်တစ်ပင်ဒီလဲ9ရယ်3ရယ်ဒီရက်8ရယ် ကိုတုံညာရှိပုံချင်းတီခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနဲ့ခွင်နှစ်တီကြောင့်ဒီမှာဝမ်းချင်းပြတော့ဒီခွင်နှစ်ဝမ်းချင်းမှာလဲနှစ်ချောက်ထွက်တော့နှစ်တီလေဗျတော်ကြော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်တီလဲ9ရဲ့9ရဲ့ပေါင်းချင်းတီတုံညာတုံညာနဲ့ဒီက9နဲ့ပေါင်းတော့9 9 9 9 3လုံးပေါင်းချင်းတီကျွန်တော်တို့9ဖြစ်လို့ ငါရဲ့ပါဝါတီတုံညာငါတုံညာဒီကျွန်ဒီမှာဝမ်းကျင်းပြကျွန်ဒီငါတုံညာဝမ်းကျင်းမှာလဲကိုငါထွက်တော့ကျွန်တော်တို့ငါထီလို့ပြအားလုံးမဲ့ဒီဝမ်းကျင်းတိုင်းလေးနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ကိုမားတို့ကတော့ကြိုင်းနှစ်တက်မှုရှိမှလဲတုံးမှာပြဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြင်ဒီ၄ရဲ့၈ရဲ့ပေါင်းချင်းတီနှင်းနှစ်နဲ့ဒီက၅နဲ့ပေါင်းတော့ခွန်း ရှစ်လေးငါပေါင်းချင်းဒီကျော်တို့ခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနှင်းခွင်နှစ်ဒီကျော်ဒီမှာ1ကျင်းပြတော့ဒီခွင်နှစ်1ကျင်းမှာလဲကျွန်တော်တို့ရှစ်နှစ်ထွက်တော့နှစ်ထီတယ်ဗျအဲ့တော့ဒီနေ့မှာပေါ့နော်1ချင်းဒီကျွန်တော်တို့9ရဲ့3ရဲ့ပေါင်းချင်းဒီ10 ဒီ1ချင်းကတော့မှန်တယ်ပေါ့နော်ကျွန်တော်အစောရှင်းပြတာဒီကျွန်တော်တို့ဘုံဒူ1ချင်းဆိုပြီးကျွန်တော်ရှင်းပြခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအစောကမှားပြီးတော့ဒီမှာရေးတယ်ပေါ့နော်နှစ်သုံးထွက်တာကိုကျွန်တော်က3နှစ်ဆိုပြီးတော့မှားရေးပြီးတော့တွက်ထားတာဖြစ်တဲ့အတွက်ဘုံဒူ1ချင်းတော့ကျွန်တော်တို့မရတော့ပေါ့နော်ဒီမှာကျွန်တော်တို့9ရဲ့3ရဲ့ဒီက3ရဲ့ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့ power ဒီ6 1 6ဒီကျွန်တော်ဒီညနေမှာ1ချင်းပြ ဝန်ဝန်းဆောင်16ချင်းပေါ့တဲ့ဟုတ်ပါတယ်ဗျာနော်ဗမင်းနဲ့16ရှေတဟုတ်ကဲ့ပါဗျာကြော်ဒီမှာ9နှစ်9ပေါင်းချင်းဒီကျွန်တော်နှစ်ဖြစ်လို့နှစ်ပါဝါခွင်းနှစ်ခွင်းအချင်းမှာ၄ခွင်းထွက်တော့ခွင်းထီတယ်နောက်တစ်ပင်ဒီလဲ938ပေါင်းချင်းဒီခွင်းဖြစ်လို့ခွင်းပါဝါနှစ်ခွင်းနှစ်အချင်းမှာလဲ26ထွက်တော့နှစ်ထီတယ်ဗျာ နောက်တစ်ပြန်ဒီ999ပေါ့เนาะ၃လုံးပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါ3ညာ9 3ညာအချိန်မှာလဲ95ထွက်တော့9ထိတယ်ဒါဆိုကြောနောက်တစ်ပြန်ဒီ845ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ပါဝါ2ခွန်2အချိန်မှာလဲ8နှစ်ဆိုတော့2ထိတယ်ဗျဒါဆိုကြောဒီနေ့မှာ9ရဲ့3ရဲ့ဒီက3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့1ဖြစ်လို့1ပါဝါ3 6 1 6ဒီအချိန်မှာဗျတောင်ငယ်လေးညနေနှစ်နှစ်ပဲထိုးကြမျိုးတွေလေဟုတ်ကဲ့ပါဗျာနော် ါဆိုရင်နှစ်ကလည်းကျွန်တော်ကောင်းတော့ကောင်းပါတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဒီ1ချင်းတစ်ခုကိုတွဲမဲ့အထိုင်မှာတော့ကျွန်တော်တို့နှစ်ပါတယ်ပေါ့နော်တကယ်လို့နှစ်ပူကြရင်တော့နှစ်ပူကိုထိုးပါဗျ ော်ဒီမှာနောက်ထပ်ဝမ်းကျင်းဒီ9ရက်9ရက်ဒီရက်3ရက်ပေါ့နော်ဒီ3လုံးပုံးကျင်းဒီ၄ဖြစ်လို့၄ရက်ပါဝါဒီခွန်၄ခွန်ဒီဟမ်၄ရက်ပါဝါဒီကိုပေါ့နော်၄ကိုဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီ၄ကိုအချိန်မှာလဲ၄ခွန်ထွက်တော့၄ထီတယ်ဒီမှာဆိုရင်ဝမ်းကျင်းဒီကျွန်တော် နှစ်ခွန်အချင်း၄၉အချင်းပေါ့နော်တွဲရင်ပြပေါက်ပြီးတယ်ဒီရ၄ဒီရ9နဲ့၄ခွန်ဆိုပြီးတော့ထွက်တယ်ဗျတန်ငယ်လေးတဲ့မယုံမရှိနေတဲ့နှစ်နှစ်ကိုထိထိမိမိထိုးဗျာဒါဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပင်ဒီ9ရဲ့9ရဲ့ပေါင်းချင်းဒီ၄၄နဲ့ဒီရ9နဲ့ပေါင်းတော့1 9 9ခွန်ပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 1 6ဒီကျွန်တော်ဒီမှာအချိန်ပြ တော့ဒီ1 6အချိန်မှာလည်း1 6ထွက်တော့6ထိတယ်ဒီမှာဆိုရင်ကျွန်တော်တို့က9နဲ့အချိန်ဒီ9နဲ့အချိန်1 6အချိန်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့အပြည့်ပေါက်ပေးတယ်ဒီက2ဒီက6နဲ့2 6ဆိုပြီးတော့ထွက်တယ်ဗျအားလုံးပဲဒီ1ချိန်လေးနားလိုက်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ9ရဲ့8ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီက6နဲ့ပေါင်းတော့9 986ပေါင်းချင်းဒီကျော်တို့6ဖြစ်လို့6ရဲ့ပါဝါတီလေး6လေးဒီကျော်ဒီမှာ1ချင်းပြတော့ဒီ6လေးအချင်းပေါ့နော်6လေးအချင်းမှာလဲ6 9ထွက်တော့6ထီလဲဒီမှာဆိုရင်1ချင်းဒီကျော်တို့9 3ညာအချင်း6လေးအချင်းပေါ့နော်တွဲရင်ပြပေါက်ပေးတယ်ဒီက6ဒီက9နဲ့6 9ဆိုပြီးတော့ထွက်တယ်ပြဒါဆိုကြောဒီမှာလဲနောက်တစ်ပြင်တီ၈ရယ်၅ရယ်ပေါင်းချင်းတီ၃၃နဲ့ဒီက၅နဲ့ပေါင်းတော့၈ ဒီသုံးလုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရဲ့ပါဝါဒီ3ရှစ်3ဒီကျော်ဒီမှာ1ချိန်ပြကျော်ဒီရှစ်3အချိန်မှာလဲရှစ်နှစ်ထွက်တော့ရှစ်ထီတယ်ဒီမှာဆိုကျော်တို့က9နှစ်အချိန်ရှစ်3အချိန်ပေါ့နော်တွဲရင်ပြပေါက်ပေးတယ်ဒီရရှစ်ဒီရနှစ်နဲ့ရှစ်နှစ်ဆိုပြီးတော့ထွက်တယ်ဗျလွေမင်းနဲ့တစ်ချောက်အချိန်နှစ်ခွင့်အချိန်ဟုတ်ပါတယ်ဗျနော်ဒါဆိုရင်ကျော်တို့ကဒီမှာ9ရဲ့9ရဲ့ပေါင်းခြင်းဒီ3ညာ3ညာနဲ့ဒီရနှစ်နဲ့ပေါင်းတော့1 ီသုံးလုံးပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါတီခွန်းနှစ်ခွန်းဒီလဲကျွန်တော်ဒီမှာဝမ်းကျင်းပြတ်ဒါဆိုကျွန်တော်ဒီမှာဒီဒီတစ်ချော့ချင်းနဲ့နှစ်ခွန်းချင်းနဲ့တွဲရင်ပြပေါဖြစ်တယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်မှလဲသုံးပေါ့ကျွန်တော်တို့ကဒီမှာဖြစ်သွားနိုင်တာဒီတစ်ချော့ရှစ်လို့လဲဖြစ်သွားနိုင်တယ်ဒီကောင်ဒီလဲနှစ်ခွန်းလေးလို့လဲဖြစ်သွားနိုင်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာပင်တိုလေးပေါ့နော်ဗရိတ်တစ်လုံးနဲ့ပြနေတာလေးကိုကျွန်တော်ပြပေးမယ်ဗျာ ဒီမှာ၈ရယ်၅ရယ်ပေါင်းချင်းတည်တော့ရှင်း96ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့6ဖြစ်လို့6ရဲ့ power တီလေးအဲ့ဒီလေးဒီကျွန်တော်ဒီမှာ break 95ဆိုပြီးတော့ထွက်တယ်ဗျခဲတော့ချက်မပြတော့ပေါ့နော်8ရဲ့ဒီက9ရဲ့ဒီက6ရဲ့3လုံးပေါင်းချင်းဒီကျွန်တော်တို့6ဖြစ်လို့6ရဲ့ power တီလေးအဲ့ဒီလေးဒီကျွန်တော်ဒီမှာ break 95ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြန်တီလဲ9ရဲ့9ရဲ့ဒီက9ရဲ့ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့ ငါရဲ့ power တီ၃ညာအဲ့ဒီ၃ညာဒီကျွန်တော်ဒီမှာ break 1နှစ်ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျွန်တော်ဒီမှာဒီနေ့အတွက်ပေါ့နော်။ငါရဲ့၃ရဲ့ဒီရက်၂ရဲ့ဒီ၃လုံးပေါင်းချင်းဒီကျွန်တော်တို့၃ညာဖြစ်လို့၃ညာရဲ့ power တီ၅အဲ့ဒီ၅ဒီကျွန်တော်ဒီမှာ break set ပေးမယ်ဆိုရင်တော့ကျွန်တော် break to break ဆက်မယ်ပေါ့နော်။အားလုံးမဲ့နားလည်မယ်လို့ထင်တယ်ကျွန်တော်ဒီ၃လုံးပေါင်းချင်း၅ဖြစ်လို့၅ power ၃ညာပေါ့နော်။အဲ့ဒီ၃ညာဒီ break ဗျ။ဟုတ်ပါဘူး။ ငါးသုံးနှစ်ပေါင်းခြင်းဒီတုံညာဖြစ်လို့တုံညာရဲ့ပါဝါဒီငါပေါ့နော်ငါဒီဘရိတ်ဒီဘရိတ်လည်းဆက်ပြီးတာမှန်ခဲ့ရင်ကျွန်တော်တို့တုံညာငါခွန်ဘရိတ်လို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က16နှစ်ခွန်ကိုတုံညာငါခွန်ဘရိတ်ရောက်အောင်တွဲမလားပေါ့နော်ကိုမတို့ကတော့အဆင်ပြေတာကိုကစားပါဗျာဒီမှာလဲကျွန်တော်ဝမ်ကျင်းမှန်ကန်နေတဲ့ဝမ်ကျင်းလေးပေါ့နော်အဲ့ဒီဝမ်ကျင်းလေးကိုလဲကျွန်တော်ဒီမှာချရည်ပြပေးမယ်ဗျာ ော့ဒီမှာ9ရက်9ရက်ပေါင်းချင်းဒီလေးလေးနဲ့ဒီရက်9ပေါင်းတော့တက်ဒီ3လုံးပေါင်းချင်းဒီတက်ဖြစ်လို့ဒီအပေါ်ပင်ကြက်မှန်တာပေါ့နော်2ရက်9ရက်ပေါင်းချင်းဒီခွန်းခွန်းနဲ့ကျွန်တော်ဒီရက်3ညနဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့ပါဝါတီနဲ့ခွန်းနဲ့တီလဲကျွန်တော်ဒီမှာ1ချင်းပြဒီခွန်းနဲ့အချင်းမှာလဲကျွန်တော်၄ခွန်းဆိုတော့ခွန်းထီတယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တပင်ပေါ့နော်9ရက်9ရက်ဒီရက်ခွန်းရဲ့ဒီ3လုံးပေါင်းချင်းဒီတက်ဖြစ်လို့ တရဲ့ပါဝါတီ6တ6ဒီလဲကျွန်တော်ဒီမှာအချိန်ပြဒီတ6အချိန်မှာလဲ26ထွက်တော့ကျွန်တော်တို့6ထီတယ်ဗျဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ9ရဲ့9ရဲ့ပေါင်းချင်းဒီ4 4နဲ့ကျွန်တော်ဒီက6နဲ့ပေါင်းတော့3ညာဒီ3လုံးပေါင်းချင်းဒီ3ညာဖြစ်တဲ့အတွက်ကျွန်တော်တို့3ညာရဲ့ပါဝါတီ9 3ညာ9ဒီလဲကျွန်တော်ဒီမှာအချိန်3ညာ9အချိန်မှာလဲ9 9ထွက်တော့ကျွန်တော်တို့9ထီတယ်ဒီမှာတော့ကျွန်တော်ဒီဘက်1ချင်း2ချင်းဒီလဲပေါ့နော် ဒီအပေါ်ပြင်မှာတော့ကျွန်တော်တို့၄ခွန်ဆိုပြီးအပြည့်ပေါက်ပေးတယ်ဒီမှာတော့ကျွန်တော်တို့အပြည့်ပေါက်မပေးဘူးပေါ့နော်ကျွန်တော်၆ပိုင်ပေးပြီးတော့၂၆ဆိုပြီးတော့ထွက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီ၉လေးအချင်းနဲ့၃ညာ၅အချင်းနဲ့မှာလည်းကျွန်တော်တို့၉၅ဆိုပြီးတော့အပြည့်ပေါက်ထွက်တယ်ဗျဒါဆိုရင်ကြောဒီမှာနောက်တစ်ပင်ဒီ9ရဲ့8ရဲ့ပေါင်းချင်းဒီ3 3နဲ့ဒီက9နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့ပါဝါဒီ3 8 3ဒီလဲကျွန်တော်ဒီမှာအချင်းပေါ့နော် ဒီ၈၃အချင်းမှာလဲ၈နှစ်ထွက်တော့၈ထီတယ်ဗျဒီမှာလဲကျွန်တော်တို့၈၃အချင်း၈၃အချင်းမှာလဲကျွန်တော်၈ပိုင်းပေးပြီးတော့၈နှစ်ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့အတွက်ကကျွန်တော်တို့၅ရဲ့၈ရဲ့ပေါင်းချင်းဒီ၃၃နဲ့ဒီရ၂နဲ့ပေါင်းတော့၅ဒီ၃လုံးပေါင်းချင်းဒီ၅ဖြစ်လို့၅ရဲ့ပါဝါဒီ၃ညာ၅၃ညာဒီလဲကျွန်တော်ဒီမှာအချင်းပြ ကျွန်တော်တို့ဗရိတ်အရဆိုရင်ဗရိတ်ဒီကျွန်တော်တို့ကဒီဗရိတ်ဆက်ပြီးတာမှန်ခဲ့ရင်ကျွန်တော်တို့၃ည၅ခွန်ဗရိတ်ဖြစ်မှာပေါ့နော်၃ည၅ခွန်ဗရိတ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ80ဆိုတော့ကျွန်တော်တို့ခွန်ဗရိတ်ပါမှာပေါ့နော်ဒီကောင်တွဲရင်80ပါမယ်25ဆိုပြီးတော့ပါမယ်ဗျဒါဆိုကျတော့ဒီနေ့ညနေမှာလဲကျွန်တော်နှင်းငါအချိန်ကိုပဲဒီဘက်က1ကျဲနေနဲ့တွဲအမ်ဒီနှစ်ခွန်အချိန်ကိုပဲကျွန်တော်တို့16ရဲ့93ရဲ့အချိန်ရင်းနဲ့တွဲပြလိုက်မှာပေါ့နော်အကိုမတို့ကတော့အကြိုက်ပါမှလဲ3ပါဗျတူဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော် ကျော်ဒီမှာပရိလိုင်းလေးပေါ့နော်ဒီပရိလိုင်းဆက်ပေးခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့တစ်ချောင်းနဲ့နှစ်ခွနဲ့တွဲရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျော်ဒီမှာ9ရက်9ရက်ဒီရက်4ရက်ပေါ့နော်ဒီ3လုံးပုံချင်းဒီ10ဖြစ်လို့ကျော်ဒီမှာပရိလိုင်းချရင်မပေါ့နော်9ရက်9ရက်ကျော်ဒီရက်4ရက်9 4ပုံချင်းဒီ10ဖြစ်လို့10ရက်ပါဝါဒီ3 10ရက်နှက်ခတ်ဒီ10 3 1ဒီကျော်ဒီမှာပရိပြတ် ကျော်ဒီ83တက်ပြိတ်မှာ26ဆိုတော့10ပြိတ်ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ2ရယ်5ရယ်ပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရဲ့2နဲ့ပေါင်းတော့9 2 5နှစ်ပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ၄9ရဲ့နက်ခတ်ဒီ6 9လေး6ဒီကျော်ဒီမှာပြိတ်ဗျဒီ9လေး6ပြိတ်မှာ9 5ထွက်တော့ကျွန်တော်တို့4ပြိတ်ထွက်တယ်ဒါဆိုရင်ကျော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ3ရယ်8ရယ်ဒီရဲ့9ရယ် 39.89ပေါင်းချင်းတီခွင်ဖြစ်လို့ခွင်ရဲ့ပါဝါတီနှင့်ခွင်ရဲ့နှက်ခတ်တီ39ခွင်နှစ်39တီကျွန်တော်ဒီမှာပြိတ်ပြဒီခွင်နှစ်39ပြိတ်မှာလဲ၈နှစ်ဆိုတော့ကျွန်တော်တို့39ပြိတ်ထွက်တယ်ပေါ့နော်ဟယ်လိုနိုင်ထိုးလိုက်အဲ့လိုအေးရတာအေး ဲလွန်လို့ဒါပဲလေဒါတို့ကျွန်တော်ဒီမှာဒီနေ့အတွက်ပြဋိဘောနော်ပြဋိဒီကျွန်တော်တို့9ရက်9ရက်တရက်6ရက်998ရက်ပေါင်းချင်းဒီကျွန်တော်တို့10ဖြစ်လို့10ရက်ပါဝါတီ3 10ရက်နှက်ခတ်တီ10 10 3ဒီကျွန်တော်ဒီမှာပြဋိဗျအားလုံးမဲ့နားလဲမလို့ထင်တယ်ဗောနော်အခုမှမြင်ရောမြင်လာတော့မသိပြပြဋိလဲရတော့ ပရိတ်ဒီကျွန်တော်တို့က၈၃၁ပရိတ်ဆိုတော့ကျွန်တော်ဒီဘက်က၁၆ချချင်းနဲ့၂ခွန်ချင်းနဲ့တွဲရင်အပြည့်ပေါ်ပေးတယ်ပေါ့နော်အပေါ်ပင်ဒီမှာတွဲရင်ကျွန်တော်တို့က၁၂ဆိုတဲ့၃ပရိတ်၁ခွန်ဆိုတဲ့၈ပရိတ်၆နဲ့ဆိုလဲ၆နှစ်ဆိုလဲ၈ပရိတ်၆ခွန်ဆိုလဲ၃ပရိတ်ပါဗျာ ကျွန်တော်ဒီမှာဒီနှစ်ခွန်အချင်းကို16နဲ့တွဲတယ်နှစ်ခွန်အချင်းကိုကျွန်တော်9 3ညနဲ့တွဲတယ်ပေါ့နော်ဘရိတ်ကတော့ကျွန်တော်တို့စက်မှန်ရင်း83တိဘရိတ်ပေါ့နော်ညနေပေါင်းဝန်းချင်းလဲတဲ့ကျွန်တော်လည်းဒီညနေမှာရွေးရခတ်တယ်ပေါ့နော်ကျွန်တော်ဒီညနေမှာလည်းကျွန်တော်တို့နှစ်ခွန်အချင်းကိုတော့ပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်ပေါ့နော်ကိုမတို့လည်းကြိုက်နှစ်သက်မှ3ပေါ့နော်ကြိုက်နှစ်သက်ရင်တော့3ပါဗျကျွန်တော်ဒီအပတ်မှာတော့ကျွန်တော်အမှန်တကယ်ကတော့89 3ညတိခွေပူးဒီကျွန်တော်ဒီရက်မှာ ရက်ချင်းစေးတဲ့အခွေပေါ့နော်ကျွန်တော်ပြောထားတယ်ကျွန်တော်ဒီမှာဆိုရင်၄ခွန်အားထွက်ထားခြင်းကြောင့်၃ည၁နှစ်၃အခွေရဒီမှာအရင်လာထွက်သွားတယ်ပေါ့နော်အမှန်ကဒီ၄၀ထွက်ထားခြင်းကြောင့်ကျွန်တော်ဒီ၅ရက်အတွက်မှာထွက်တဲ့အခွေဒီ၈၉၃ည၁ခွေပူးဖြစ်ပါတယ်ဗျာ တော်ဒီမှာခဏ၈ကွက်ပေါ့နော်1162620 1169 5980ဆိုပြီးတော့ကျွန်တော်ခဏ၈ကွက်တင်ပေးပါတယ်ဗျအလုံးမဲ့ကြိုက်နှစ်သက်မှုရှိရင်တော့၃ပါဗျနော်ကျွန်တော်တွက်ပြတဲ့ခဏလေးဒီပေါက်ခဏလေးဖြစ်ပါစေဗျအကိုမတို့ကြိုက်တဲ့ခဏဒီလည်း၄နာရီကွက်ထွက်မဲ့ခဏနဲ့၄နာရီကွက်ထွက်မဲ့ခဏနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ ကျွန်တော် లై ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေတူဒီကိုလည်းထိုးတန်းပေါ်ပြီးတော့တပတ်တပတ်အမျက်တွေရပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ channel ကို subscribe မနေသေးတဲ့ကိုမရီကလည်း subscribe နဲ့ပြဖို့ထပ်မံပြီးတောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဗျ bye bye see you ပါအားလုံးပဲ